2025ခုနှစ်ဇွန်လ17ရက်နေ့ပို့တူးနေ့နာနဲ့6နာရီတိုင်းတာရရှိကြများနဲ့မြမပြည်ပေါ်ရာဇီကတုဘလို့တက်ရောက်မလဲဆိုတဲ့အနေထားကိုဆက်လက်လေ့လာကြမှာဖြစ်ပါတယ်။ဒီကနေ့17ရက်နေ့မနေ့6နာရီမုတ်တုံလေစီကျောင်းဟာတနာယို35မိုင်အားကောင်းကောင်းနဲ့မြမပြည်ကို နှစ်နေရာခွဲပြီးတော့ဝင်လာတွေ့ရပါတယ်။အောက်ပိုင်းလေစီကြောင်းကတောင်တရုတ်ပင်လယ်မှာစကျင်တရေတဲနေတဲ့မုန်တိုင်းကို ပူပေါင်းသလိုပဲကြမ်းမုတ်တုံမိုးတွေကမြမာပြည်အလယ်ပိုင်းကိုဖြတ်ပြီးတော့ဝင်သွားတာတိုင်းတာရရှိပါတယ်။ဒီနေရာမှာ ကျွန်တော်တို့အထူးသတိထားလေ့လာဖို့လိုတာကတောင်တရုတ်ပင်လယ်က ဖြစ်လာမဲ့မုံတိုင်းဟာမြန်မာပြည်ကိုဝင်လာနိုင်လားလို့ပြောရင်ကျွန်တော်တို့မြေပြင်တောင်လားအနေထားရမရှိပင်မဲ့လေကျွန်တော်တို့ပေ9000အမြင့်ကိုတက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဆိုရင်မုတ်တုံတွေကဆွဲလာတဲ့ရေငွေ့တွေဟာတောင်တရုတ်ပင်လေပေ9000အဖက်ကနေပြီးတော့မှတခါပစိဖိတ်ဒေသကလာတဲ့ရေငွေ့တရုတ်ပြည်မှကြီးလာတဲ့ရေငွေ့နဲ့ပေါင်းပြီးတော့ မြန်မာပြည်ကရှမ်းပြည်တစ်ခုလုံးမြန်မာပြည်အလဲပိုင်းအထက်နဲ့မြောက်ပိုင်းကိုဖြတ်တန်းတိုက်ခတ်သွားတာတွေ့ရပါတယ်ဒီအနေထားရှိတဲ့လေစီးကြောင်းမှာဆိုရင်ကျွန်တော်တို့တောင်တရုတ်ပင်လယ်မှာရှိတဲ့လေဆိုင်ဝဲကနေဖြစ်လာမဲ့မုံတိုင်းရဲ့ဥတ္တရာကိုကျွန်တော်တို့အပူအေးဖလှယ်တဲ့ညရာမနဲ့တွက်ကြည့်တဲ့အခါမှာဆယ်ရဲနှစ်မှာဖြစ်ခဲ့တဲ့ လေဆိုင်ဝဲရာ17ရက်နေ့မှာဗီယက်နမ်ကမ်းခြေဘက်ကိုကပ်ပြီးတော့17 73 74မှာတော့မြောက်ဘက်ကိုရွေရှားရင်းနဲ့73ရက်နေ့မှာ ဟိုင်နန်ကျွန်းကိုဖြတ်ပြီးတော့တရုတ်ပြည်မာကြီးမှာကမ်းခြေမှာအဆုံးသတ်လိမ့်မယ်လို့ကနဦးခံမှန်းရဲ့ထုတ်ပြန်ရရှိပါတယ်။17နှစ်ရောက်တဲ့အခါမှာမုတ်တုံလေဟာဆိုရင် တနအီမိုင်40နဲ့မြမပြည်ကို ဖြတ်ပြီးတော့ဝင်တဲ့အနေထားမှာတွေ့ရပြီးတော့ဖြစ်ပေါ်လာတဲ့မုန်တိုင်းဟာဗီယက်နမ်ကမ်းခြေကိုကတ်သွားတာကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်73ရက်နေ့ရောက်တဲ့အခါမှာဆိုရင် မုတ်တုံလေဟာတနာယီမိုင်40 45အထိအားကောင်းကောင်းနဲ့မြန်မာပြည်အောက်ဖက်ချမ်းကိုဖြတ်သန်းတိုက်ခတ်တယ်လို့ပဲမြန်မာပြည်အလဲပိုင်းကိုဆက်လက်ဝင်ရောက်နေချိန်မှာဆိုရင်ဟိုင်နာနဲ့ဗီယက်နမ် ကြားမှာရှိတဲ့ပင်လယ်ထဲမှာ မုံတိုင်းစတင်အင်အားကောင်းလာတာကျွန်တော်တို့ခတ်မှန်းပြတ်ချက်လို့ရရှိပါတယ်၁၄ရက်နေ့ရောက်တဲ့အခါမှာလည်းမုတ်တုံအားဟာအလုံးအလုံးအားကောင်းလာပြီးတော့တနာရီမိုင်45အထိတိုက်ခတ်ပြီးတော့ AR တိုင်းရခိုင်ပြည်နယ်ကနေပြီးတော့မြန်မာပြည်အထက်ပိုင်းကိုရေငွေတွေတယ်ဆောင်သွားမှဖြစ်ပြီးတော့မြန်မာပြည်အောက်ပိုင်းကိုလည်းအရှိန်ပြင်းပြင်းနဲ့ ရင်ငွေတွေတဲဆောင်မှာဖြစ်ပါတယ်။မုတ်တုံလေးနဲ့တွားရောက်ပေါင်းဆက်နေတဲ့မှုန်တိုင်းဟာဆိုရင်14ရက်နေ့မှာဆိုလို့ရှိရင်ဟိုင်နန်ကျွန်းကိုတဝက်ကျော်ကျော်အားနဲ့အင်းနဲ့ဝင်ရောက်ပြီးတော့တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ဟိုင်နန်ကျွန်းမှာရှိတဲ့အာနာပိုင်းတွေသတိပေးထုတ်ပြန်ချက်တွေလည်းကျွန်တော်တို့ဖတ်ရပါတယ်15ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာတိုက်ခတ်နေတဲ့မုတ်တုံလေးဟာ အလုံးအလုံးအားကောင်းလာပြီးတော့တနာ ਈ မိုင်90ဝန်းကျင်နှုံနီးပါအထိတချို့နေရာတွေမှာတိုက်ခတ်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ပဲရခိုင်ကမ်းရိုးတန်းကိုပတ်ပြီးတော့ဝင်သွားတဲ့နေရာနားမှာဒီဇိုင်းဝဲတစ်ခုဖြစ်နေခြင်းဟာမြမာပြည်အတွက် သီးထန်စွာမိုးရွာသွန်းဖို့အတွက်ရေငွေ့စုတဲ့နေသားဖြစ်ပါတယ်ထို့အတူအောက်ဖက်မှာလည်းအလွန်ပြင်းထန်တဲ့လေစီးကြောင်းတွေဖြတ်တန်း နေနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်။သောသောကကျွန်တော်တို့ဟိုင်နန်ကျွန်းကိုတိုက်ခတ်နေတဲ့မုန်တိုင်းဟာအရှေ့မြောက်ဘက်ကိုဆက်လက်ဦးတည်သွားရင်းနဲ့တရုတ်ကမ်းခြေရောက်တဲ့အခါမှာတော့အရှေ့ဆာရော့သွားပြီးတော့တဖြည်းဖြည်းနဲ့နောက်တစ်နေ့မှာပြက်ပယ်သွားနိုင်တယ်လို့ကျွန်တော်တို့ယူဆရပါတယ်။မုတ်တုံလေးစီးကျောင်းရဲ့ပင်လယ်တွန်းအားကြောင့်မလို့စနေရက်7ရက်နေ့လောက်မှာဆိုလို့ရှိရင်ပေ 20လောက်ရှိတဲ့ရေလိုင်းဟာမြမပင်လေကန်ယိုရန်းကိုတွန်းတယ်ပေမဲ့လေကန်ယိုရန်းမှာတော့6ပေ10ပေအမြင့်10လောက်ပဲဖလိုင်းများတာလာရောက်နိုင်တဲ့တော့ကြောင်းမလို့ကာဒီကောင်းွေပင်လေလောက်သားများအထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့ပင်လေပြင်ကရေငွေ့နဲ့တိမ်နေထားကိုကြည့်တဲ့အခါမှာ7ရက်နဲ့မနေ့6နိုင်မှာ မြန်မာပြည်အောက်ပိုင်းမှာတိမ်နှိမ်များလွှမ်းခြုံပြီးတော့နေ့လေတနာရီလောက်ရောက်တဲ့အခါမှာတော့တိမ်နှိမ်တွေဟာမြန်မာပြည်အနှံ့အပြားကိုလွှမ်းခြုံပြီးတော့မြန်မာပြည်မြောက်ဖက်မှာ တိမ်တောင်တွေဖြစ်ပေါ်နိုင်တဲ့အနေအထားရှိပြီးတော့မိုးရိုးပြစ်ခြင်းလျက်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပြီးတော့ရုတ်တရက်မိုးရွာခြင်းတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဘယ်လိုမိုးရွာလဲဆက်လက်လည်လာရအောင် ဒီကနေ့17ရက်နေ့မုတ်တုံလေးစီးချောင်းတယ်လာမှုနဲ့မိုးရွာနိုင်တဲ့ဒေသတွေကိုကျွန်တော်တို့ခမန်းတွက်ချက်ကြည့်တဲ့အခါမှာ မန္တလေးတိုင်း၊စကိုင်းတိုင်း၊ရခိုင်ရိုးမှာ AOD တိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းရှိကြ၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြား၊နေရာကျဲကျဲစတင်ပြီးတော့ မိုးရွာတုံးနိုင်တဲ့အနေအထားရှိပါတယ်အထူးသဖြင့်မန္တလေးမုံရွာမြင်းညာကြားမှဆိုလို့ရှိရင်ကျွန်တော်တို့24နှစ်အတွင်းမှာမိုးရေကြီးနှစ်လမဝန်းကျင်ရွာတုံးနိုင်ပါတယ်ထို့တူအေရာဝတီတိုင်းကပသိမ်းလက်ပတ်တာအောက်ဖက်တစ်ခုလုံးမှာလည်းမိုးရေကြီးနှစ်လမဝန်းကျင် ရရှိနိုင်တဲ့အနေအထားရှိပါတယ်မြေပြနဲ့ရှမ်းပြည်ဆက်ဆက်တဲ့ တောင်တန်းတွေပေါ်မှာတော့မိုးရင်ချိန်1.4လမကျော်ကျော်လောက်ဒီနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်ထို့အတူချင်းပိုင်းမှာလည်းမိုးကြီးသလိုမဲဆောက်နားမှာလည်းမိုးကြီးနိုင်တဲ့အနေအထားကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်ဆယ်နှစ်နှစ်ရောက်တဲ့အခါမှာပုံမူအားကောင်းလာတဲ့မုတ်တုံလေးစီးချောင်းကြောင့်မလို့မြန်မာပြည်အောက်ပိုင်းကတနင်္လာရီတိုင်းမှာ အကြီးအကျယ်မိုးရွာသွန်းမှုတွေစတင် ဖြစ်ပေါ်နိုင်ပါတယ်အဲ့ဒီဒေသတွေကတော့ဒေဝယ်နဲ့ဗိတ်ဂျားမာရှိတဲ့ဒေတာကြီးတစ်ခုလုံးဟာဆိုလို့ရှိရင်24နှစ်အတွင်းမှာ မိုးရေချင်း6လမကျော်10လမလောက်တိရနိုင်တဲ့အနေထားဟာအင်မတန်မှအန္တရာယ်များပါတယ်တောင်ပေါ်နဲ့တောင်ဆောင်တောင်ကြီးပါနေထိုင်သူတွေခရီးသွားသူတွေ ကြိုတင်ပြင်ဆင်နိုင်အောင်အတိပေးကြပါခင်ဗျာမုတ်တုံလေကပို့လိုက်တဲ့မြန်မာပြည်အလဲပိုင်းလမ်းကြောင်းမှာဆိုလို့ရှိရင်တော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အနောက်ချမ်းကချင်ပြည်နယ်အထက်ပိုင်းတို့မှာစတင်ပြီးတော့ နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်73ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်အောက်ဖက်ကအေရဝတီတိုင်းမွန်ပြည်နယ်ကမုတုံကနေပြီးတော့ဘိတ်အထီကိုမိုးရွာသွန်းမှုအကြီးအကျယ်ဖြစ်နိုင်တဲ့အနေအထားရှိလို့မလို့ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်း ကရင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်နန်းနဲ့ကချင်ပြည်နယ်မှာလည်းမုန်တိုင်းကပို့တဲ့တိမ်မှွေကြောင့်မလို့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။၁၄ရက်နေ့စနေနေ့ရောက်တဲ့အခါမှာလည်းရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့ အကြီးကျယ်မိုးရွာသွန်းမှုဖြစ်နိုင်ပါတယ်မိုးရိပ်ပြင်း6လမကျော်အထိရွာသွန်းနိုင်ပါတယ်တို့တူအဝါရောင်ဒေသတွေဖြစ်တဲ့တေယောဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ပဲခူးတိုင်းနောက်ချမ်းမန္တလေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်တို့မှလည်းနေရာ ကွက်ကြားမိုးရွာသွန်းပြီးတော့သခိုင်းတိုင်းထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်မှာဖြစ်ပါတယ်။တန်ငားရင်းနေရောက်တဲ့အခါမှာတော့သောသောကအကြီးကျယ်ရွာသွန်းနေတဲ့ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တရင်းသာရီတိုင်းတို့တွင်မကပင်နဲ့ရခိုင်ပြည်နယ်၊အေရာဝတီတိုင်းအနောက်ချမ်း၊မကွေးတိုင်းအောက်ပိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးများစွာရွာနိုင်တဲ့အနေအထားတွေ့ရပြီးတော့အထက်မှာပြီးတစ်ခုလုံးကသခိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်းအထက်ပိုင်း၊ချင်းပြည်နယ် ကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ခင်ဗျာပင်လယ်ပြင်ကမုတ်တုံလေတွန်းပို့မှုကြောင့်မလို့ကျွန်တော်တို့17ရက်နေ့ကနေပြီးတော့15ရက်အတွင်းရရှိနိုင်တဲ့မိုးရေချိန်များကိုခမန်းတွက်ရက်ကြည့်တဲ့အခါမှာအချင်းပြင်းနေတဲ့သခိုင်းတိုင်းထက်ပိုင်းမှာမိုးရေချိန်6လမမန္တလေးတိုင်းသခိုင်းတိုင်းချင်းပြင်းနေရခိုင်ပြင်းနေ အာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အဝါပြတဲ့နေရာတွေမှာမိုးရရင်6လမှနေပါ ရွာသုံးနိုင်တဲ့အနေထားရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းဘေးအထိမိုးရရင်15လမှအထိ ရရှိနိုင်တဲ့အနေထားဟာဆိုရင်တဘာဝဘေးအန်နဲ့စတင်ကြုံတွေ့ရပြီလို့သတ်မှတ်နိုင်ပါတယ်အဲ့ဒီအေရီယာတွေမှာဆိုရင် ရခိုင်ပြည်အောက်ဖက်ချမ်းနယ် EAOD တိုင်းအောက်ဖက်ချမ်းတို့ဟာတဘာဝဘေးအန္တရာယ်ဖြစ်တဲ့မိုးကြီးတန်ကိုခံစားနိုင်ရတဲ့အခြေအနေရှိပါတယ်။လင်းမြန်စွာပြောင်းလဲနေတဲ့မုတ်တုံလီစည်းကြောင်းနေမလို့ကျွန်တော်တို့နောက်ရက်တွေမှာပြောင်းလဲမှုရှိခဲ့လို့ရှိရင်အရေးကြီးလို့ရှိရင်ကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်ကိုကြိုတင် ကာကွယ်တားဆီးနိုင်ရအတွက်မိမိတို့မိတ်ဆွေများကို အခု3ပေးတဲ့ဗီဒီယိုပိုင်းမျှဝေပေးလိုက်ကြပါ YouTube ကကြည့်တယ်ဆိုလို့ရှင်လဲ like and share လုပ်ပေးပါအတန်ဖိုင်နေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့ကိုသက်ထွေးနိုင် Telegram မှာ MP3 နဲ့ download လုပ်ပြီးတော့မိတ်ဆွေများကိုမျှဝေပေးလိုက်ကြပါကျေးဇူးတင်ပါတယ်